အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ရန်ကုန်ကနေကလောချီကိုယထားနဲ့သွားမှာမို့လို့ယထားလက်သွားဖြတ်မဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပုံမှန်ယထားလက်မဲ့ဖြတ်ရခတ်တဲ့လူရဲ့အတွက်ကိုနင်းပြောပြမယ်နည်းလေးကြောင့်ပို့ပြီးတော့စိတ်အဲ့အဖြတ်လို့ရမယ်လို့မျှော်လင့်ပါတယ်လိုက်ကြည့်ပေးပါဦးရှင်ဒါကတော့ရန်ကုန်ဘူတာကြီးပါရက်ကျိုလက်မဲ့ယုံလည်းမတူပါဘူးတချို့ကရန်ကုန်ဘူတာကြီးကိုရက်ကျိုလက်မဲ့ဖြတ်တဲ့ယုံနဲ့မှားတတ်ကြလို့ဒီနေ့ရှာရှာဖြစ်အောင်လို့ပြန်ပြီးတော့ထည့်ပေးထားတာပါ Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ရန်ကုန်ကလော ဆင်တွေရထားနမဘုတ်ကင်တင်နားလာရေးတော်ရင်မှာဖြစ်ပါတယ်။ဘလော့ခီးစင်ကနေပထမအောင်ဆုံးဆရာမခီးစင်ပဲဖြစ်ပါတယ်။နားနမကဘုတ်ကင်တော့တင်နားရရမယ်ဆိုတော့နေ့ကခုသွားပြီးတော့အချိန်အားဖြစ်တော့အခု2နာရီနဲ့10မိနစ်ရှိပါပြီ။လိုက်ခဲ့ပါအောင်ရှင်။အခုနေ့ share လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ရထားလက်မှတ်ကိုအရင်တော့ကြိုပြီးဖုန်းဆက်ပြီးဘုတ်ကင်တင်တဲ့နီလေးပဲဖြစ်ပါတယ်။ဒီနီလေးကတော့မနေ့အစောထားပြီးတော့လက်မှတ်ဖြတ် ်ဖို့ခတ်တဲ့လူတွေအတွက်ကိုတော်တော်လေးအဆင်ပြေတယ်။နင်းလည်းဒီတစ်ခါကိုဒီနီးလမ်းပဲသုံးပြီးတော့လက်မှတ်ကို9ရက်ကြိုပြီးတော့ပုတ်ကင်တင်ခဲ့တာပါ။အခု9ရက်ပုံကင်တင်ရတဲ့နီလန်းလေးကရန်ကုန်ဘူတာကြီးမှစီမံမဟုတ်ပါဘူးအခုပြထားတဲ့ဆက်နှစ်ဘူတာရှိရဲပေါ့နော်ရန်ကုန်မန္တလေးလမ်းပိုင်းကြီးရဲ့မြို့လမ်းပိုင်းတွေအတွက်ကိုတော်တော်လေးအဆင်ပြေတဲ့နီလန်းလေးပါ ူကခီးသွားမယ်လို့အရေအတွက်စီမဲ့ရထားစီမဲ့အချိန်ဟိုဖုန်းဆက်ပြီးငါရဲ့ကြိုပြောယုံနေကိုလက်မှတ်ကလွယ်လွယ်ကူကူရမှာပါ။အော်မဟုတ်ဆိုတာကတော့နှင်းနဲ့အခုတခါတည်းလိုက်ကြည့်ပေးပါ။ဟာဇဗင်းနေလေလွတ်လာတယ်နီးပြီးတော့ဒီတစ်ခေါက်ခီးစဉ်ကရန်ကုန်ကလောခီးစဉ်ဖြစ်ပါတယ်။ကလောခီးစဉ်တော့ဟိုနှင်းကလက်မှတ်ကိုငါရဲ့လောက်ကြာကြိုတင်ပြီးတော့ဘုကင်တင်ထားပါတော့။အခုတော့လာပြီးလက်မှတ်လာထုတ်တာပါ။ကျော်လိုက်ခဲ့ပြီးပါဦး။နှင်းရောက်သွားတဲ့အချိန်ကနှင်းကင်းတဲ့နိုင်ဝယ်ဖြစ်နေပြီပေါ့နော်။ဒါပေမဲ့လေပူတာယုံမှာလက်မှတ်ဖြတ်ချက်ကူကတော့အဲရှိနေတော့ပါပဲ။အဲတော့ကြည့် လိုက်တဲ့အချိန်မှာဘုံပါဆိုလို့ရှိရင်သူတို့သွားမဲ့ရက်ကိုလက်မှတ်ကရှိအောင်မရှိတော့ဘူးဒါပေမဲ့လည်းနေ့ကကြိုတင်ပုတ်ကင်တင်တာလို့ကန်ကောက်ခဲ့ပါတယ်ဟုတ်မှလည်းဖုန်းနဲ့ပုတ်ကင်တင်တာလားလေ29နှစ်29နှစ်နေ့အတွက်ကိုမနေ့လားနေ့လားမနေ့ပါဘူးမနေ့လို့တစ်ချက်ပဲခုနိုင်နေနေမနေ့တင်တာပါခုနိုင်ဟုတ်ပါတယ်ဟုတ်ပါတယ် တာစီနော်တာစီတာစီမင်းချက်တာဒီလိုမှပြောင်းကြည့်ရတာနော်ဟိုအဲ့လိုမှလည်းနေ့စစကောင်းနေစီးခြင်းလို့ဆိုတော့လေးစစ်တာဟိုနေ့ဟိုကင်းလို့ရတော့လာလို့လာပြီးဟုတ်တယ်ဟုတ်တယ်တော့3800ရေးရတယ်နော်3800တယောက်ကျွန်တော်ကညီမလေးကိုတောင်းတယ်3400မဟုတ်လားဘယ် ရန်ကုန်မန္တလေးရထားပိုင်းတွေကအောက်တိုဘာလ၁ရက်နေ့ကစပြီးဈေးတွေကျန်းသွားတယ်ဆိုတာကိုလည်းဦးလေးကသိချလေးတော့ရှင်းပြပေးပါရစေ။ဆိုတော့ရန်ကုန်ကနေမန္တလေးထိတော့၄၀၀၀နဲ့ရှိထောင်ကြပါတယ်အချက်တန်းစင်းလုံးမှာအခုလင်းတို့ဖြတ်မဲ့ရန်ကုန်သားစီကတော့အချက်တန်းစင်းလုံး၃၀၀၀နဲ့ရှိထောင်ကြပါတယ်။လင်းတို့ကရန်ကုန်ကနေသားစီထိကိုအချက်တန်းပဲဖြတ်ခဲ့တာမို့လို့ရန်ကုန်နေပြီးတော့နေပြီးတော့သားစီကိုအဲကုန်ရထားတည်တဲ့မဲ့စီခဲ့ရပါတယ်။ ဒီဟာနဲ့အထက်တန်းနဲ့ဆိုရင်ဟိုဘက်မှာလည်းဒီအတွဲတန်းအဲ့ဒါဟိုအဲကုန်မဲ့လားဟုတ်ပါတယ်ဟုတ်ပါကန်ကောင်းတာပေါ့နော်အာဗီမစီကတော့ကန်ကောင်းတာပေါ့အာဗီတပည့်တော့လည်းမရနော်ဒီလိုကတော့နိုင်ဝဲအချိန်ပြီးတော့ဟုတ်ဟုတ်ဟုတ်ဒီဘက်ကလေးရှင်းရတာဟုတ်ကဲ့ကံကုန်နံပါတ်2မျိုးရေးပေးပါလားလက်မှတ်မှာ2မျိုးရေးပေးပါဘယ်ဘက်ကုန်နံပါတ်ပေါ်ဘယ်ဘက်ကုန်နံပါတ်ဟောအဲ့လိုမျိုးဟိုင်းဝင်းနေဆိုလို့ရှိရင်ကုန်နံပါတ်ကအဲ့လို2မျိုးပေါ်တော့ဟုတ် ပိုခင်တင်တာကလေအဲ့လိုမျိုးပဲခရီးစဉ်မဆိုတခြားခရီးစဉ်တွေလည်းအဲ့လိုတင်လို့ရတယ်ဗောနော်ဟုတ်လားတာစီတင်မလားကွက်ဆက်ပါမလားမဟုတ်ချမကလောသွားပါမလားကလောကွက်ဆက်ပါမလားတာစီချထားနေလေခုံနံပါတ်တွဲတက် B7 ပါတွဲတက် C7 နှစ်ယောက်တွဲရလေပါအဲ့ဒါကရန်ကုန်နေပြီပါနော်ကျွန်တော်အပေါ်မှာကျတော့နေပြီးတော့ဟိုကရေးပစ်လိုက်တယ်နေပြီးတော့တာစီပေါ့နော်တွဲတက် C2 ဟုတ်တွဲတက် B2 B2 ဟုတ်မလားနော် ဒါအပေါ်ကကျတော့နေပြီးဟိုပါနေပြီးတော့မန္တလေးပဲနေပြီးတော့တာကြည့်ပါမယ်နော်ကျေးဇူးတင်ပါတယ်ခါဆိုတော့နင်တို့လက်မှတ်ကတော့ကြိုပြီးတော့ကိုကိုသတ်မလားအင်းချင်းဒီကတော့အဆင်ပြေခဲ့တယ်ကွယ်လက်မှတ်က8000တောင်ပေးရပါတယ်ရထားစီးတဲ့တောင်လျှောက်မှာဒီတစ်ခါပဲ9ရက်ကျူပိုကင်တင်3ရက်လို့မှာဓာတ်လက်မှတ်သွားထုတ်ခဲ့ပြီလွယ်လွယ်ကူကူရခဲ့ပါပြီ။တော်ရင်နေကြရင်ပြန်တွေ့မယ်နော်။ The next day. Hello. Hello. ီနေ့နင်တို့ဟိုကလော့ရထားသွားစီဖို့ကြပြင်ဆင်နေပြီပေါ့နော်ဒီနေ့ဒီတစ်ခေါက်သွားမယ့်ရထားတစ်ခါမှမသွားဘူးမစီဘူးသေးတယ်ကလောခီးစင်ပေါ့နော်ကလောစီမယ်ဆိုလို့ရှိရင်လည်းမင်းတို့နှစ်ဆင်စီရမလို့လေအိမ်ကြီးတွေထဲနေရတယ်ချက်ပြပေးပါမယ်။တို့တော့ရက်ကအိမ်ကြီးတွေသားဆိုတော့အေးအနွေးရံလေးဆိုလို့ရှိရင်လည်းစောင်းသွားရမယ်။ခလေးတော့ဝန်စားကကိုမန်းနာထဲကလည်းနှစ်ဆောင်မှပူထည့်ပါရဲ့။ အမေတမီးလေးတွေ့ဆိုလို့ရှိရင်မမြဲခီးသွားရင်မုတ်ကတစ်ခုပါအမေထည့်ရတယ်။ဘိုးကလည်းအဆန်းကြီးရမှာဆိုလို့ရှိရင်အကောစမတစ်ကိုသွားလိုက်စေလို့အဲဝတ်တီရှူးလို့တီရှူးတွေထည့်ပါရဲ့။ဘိုးကလို့ရှိရင်ကိုယ်နဲ့မကွာဆောင်မဲ့အရင်မှာကြတော့ပိုင်ရထားလက်မတစ်ကက်တွေရဲ့မှတ်ပုံတင်တွေရောထည့်ပြီးတော့တစ်ခါလဲယူသွားပါတော့။ဒါကတော့အရေးကြီးရဲ့။ဆိုတော့အဲ့လားလေးတစ်ဖက်ပါအဲချက်ထားဖို့ရအောင်ပြင်တွေ့ပါမယ်။ ချက်ထားထွက်မဲ့အစည်းအဝေးတွေကိုတော့အမှန်တကယ်ခီးသွားမဲ့လူတွေဈေးညံလမ်းမှာဝယ်ထားတဲ့လူတွေပါဝင်ခွင့်ရပါမယ်ဖြစ်ပါတယ်။ဒီဂျပန်ဂျီရဲ့မြေရထားနဲ့ခီးသွားတာကအနည်းအတွက်ကတော့ဒါဆိုလို့ရှိရင် highway ၄ကောက်လောက်တော့ရှိပါပြီ။အဲဗီဒီယိုလေးကိုလည်းနင်းဒီဗီဒီယိုရဲ့အောက်မှာ comment မှာ link ချပေးထားပါမယ်။ဝင်ပြီးအားပေးကြလို့ရပါတယ်ရှင်။အဲ့တော့ခုဆက်ကောင်းအောင်မောင်းနေပါပြီ။ငုံမူတိုင်းကတော့အရင်တိုင်းပဲပေါ့နော်။ဒီမှာအိမ်သားဖြစ်ပါတယ်။ ခုဟာယထာကအစောဆုံးက9နာရီယထာကဟောမန္တလေးယထာပေါ့နော်မန္တလေးယထာရဲ့အခုက6နာရီယထာဟိုဘက်ကကဟိုဘက်ကယထာကကြတော့မော်လမြိုင်ဒီနေ့၄အိတ်ထွက်မှာပါ29ရက်နေ့၄အိတ်ယထာထွက်မှာပါဒါမော်လမြိုင်ယထာဖြစ်ပါတယ် ယထာသစ်တွေကိုစီးရတဲ့ခံစားချက်ကဟိုအရင်ယထာရင်လည်းမတူဘဲနဲ့တမျိုးလေးအဲတစ်လွယ်နေတယ်ပေါ့နော်ယထာပိနတ်မှာလည်းအခုရင်မယ်အခုလေးရာလည်းအခုချိန်ကြီးထားပေးထားဆဲပဲဒါကတော့ဘူတာကြီးထဲမှာနားနေတဲ့ဧည့်သည်ဖြစ်ပါတယ်အာသင်ဂျိုဘလက်ပေါက်တွေကိုလည်းပြပြစုံထားပေးထားတာဒီတစ်ခေါက်မှာလည်းထပ်ပြီးတော့တွေ့ခဲ့ရပါတယ် ဒီဒီရဲ့မြေရထားတွေကရထားမထွက်ခင်တည်းကရထားတွဲတွေပေါ်မှာအေးကွန်နေဖွင့်ပြီးဟာမလို့ခီးတယ်ရင်းနေနဲ့လည်းအပြင်ထွက်ပြီးတော့အေးခံစရာမလိုဘူးတတောင်းတတာလည်းပို့ပြီးတော့ဖြစ်စေပါတယ်မင်းတို့ကပထမတန်းအတွဲတက်မှာစီးရမှာပါဒီဂျပန်ကြီးရဲ့မြေရထားကိုရှေ့တစ်ခေါက်တည်းစီးတော့လာလို့ toilet တွေပြင်စင်တွေကတန့်ရှင်းနေအောင်မလားဆိုတော့အကိုလည်းအခုရထားမထွက်ခင်နဲ့တခါပြန်ပြီးတော့နေလာခဲ့ပါတယ်။ရင်းနေတော့ဘုန်းနဲ့ထားထားတယ်။ ဒီမှာတော့အဲတတရရပါပဲအခုနောက်ပိုင်းအစ်စ်ထွက်လာတဲ့ airport ရထားတွေကပုံမှန် expect ကားတွေနဲ့ဈေးနှုန်းတူတယ်ဆိုပေမဲ့လည်းချက်ထားစီတဲ့အခါမှာဘေးစင် toilet တွေပါဝင်မှုပြီးရင်ကြဲကြဲဝင်းဝင်းစီးနိုင်မှုစိတ်တော့တတောင်တတာဖြစ်မှုတွေကြောင့်နှင်းနှို့နေနေကတော့အမြဲတမ်းရထားကိုရွေးချယ်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲခဏနာဝင်ပြပါပြန်လာခဲ့ပါမယ်တတား